ိတ်ဆုံမင်္ဂလာညရှမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ3ရက်ဒီနေ့တောက်ကြနေ့ညရှနေ့အတန်ရဲ့ pocket season တွေကိုတင်ဆက်ပေးပါတော့မယ်ရှင်ဒီနေ့ညအတွက်ရှနေ့ဒေတာနဲ့ပြည်တွင်းပြည်ပကသတင်းတွေကို နားဆင်တော့ကြမှာဖြစ်ပါတယ်ပမောင်မျိုးကစစ်ပေးဆောင်များအတွက်လူသားချင်းစာနာမှုအကူအညီရှက်နေအရက်ပက်အဖွဲ့တောင်းဆိုအင်ဒိုဂျီဒေတာက KIA စုမှုနယ်ထဲမှာစစ်တပ်စုဆောင်မှုတွေကြောင့်တသိန်းကျွတ်တလိမြမပြုတ်လောက်နိုင်တော့တဲ့အကြောင်း ပမောက်လမ်းပိုင်းပိတ်ထားတာကြောင့် homeless မြို့နယ်အတွင်းကုန်စည်နှုံးတွေတရိပ်ရိပ်မြင့်တက်လာတဲ့တဲ့င်းနဲ့အိန္ဒိယမြန်မာထိုင်းအဝေးပြေးလမ်းမစီမံကိန်းနဲ့နှိပညာတွေကိုအိန္ဒိယကလွှဲပြောင်းပေးတဲ့တဲ့င်းတွေကိုနားဆင်သွားကြမှာပါရှင်။ဗမာမြို့ကစစ်ပေးဆောင်တဲ့အတွက်လူသားချင်းစာနာမှုအကူအညီတွေရှမ်းနီအရက်ဖက်အဖွဲ့တွေတောင်းဆိုတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကဗမောက်မြို့မှာ NUG တိုက်ခိုက်တင်းပိုက်ပြီးတဲ့နောက်စစ်ပေးဆောင်တွေအပါအဝင် လူထုတွေဟာစမ်းနှစ်ရက်ကအခက်ခဲနဲ့ကျန်းမာရေးဆောင်ရှောက်မှုအခက်ခဲတွေကိုကြုံတွေ့နေရတယ်လို့ရှမ်းပြည်အရေးပတ်အဖွဲ့တွေကပြောပါတယ်။ရှမ်းပြည်အမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA ကဗမောက်မြို့နယ်အတွင်းမှာလက်ရှိဖြစ်ပွားနေဆဲတိုက်ပွဲကြောင်းစစ်ပေးဆောင်ဒုက္ခတဲ့1500ကျော်ရှိပြီးသူတို့တွေအတွက်အကူအညီလိုအပ်တယ်လို့အော်တိုဘားလ၂ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ်။ လူသားချင်းစာနာမှုအကူအညီအတွက်လက်ရှိမှာစနစ်တကျထားရှိတဲ့စစ်ဘေးရှောင်စခန်းမရှိတာစစ်နေရခအခက်ခဲဖြစ်တာကျမ်းမာရေးနဲ့ပညာရေးဝန်ဆောင်မှုတွေမရှိတော့တဲ့အခြေအနေတွေကိုခံစားနေကြရတယ်လို့ဆိုပါတယ်အမောင်မြို့နယ်အတွင်းကလူသားချင်းစာနာမှုအကူအညီအတွက်လှုပ်ဆောင်နေသူတွေကိုစစ်ရေးပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်းစန့်ကျင်ရှုံချတယ်လို့ SNUA ကသဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။စစ်တ စတင်ဘာလ24ရက်နေ့ကစစ်ပေးဆောင်တွေကိုတွားရောက်ကူညီတဲ့မန်စီဂျီဒေတာဆိုင်ရှန်နီစာပေနဲ့ယဉ်ကျေးမှုကော်မတီကအဖွဲ့ဝင်လူငယ်စေဝင်းပိုဟာဘင်းကားကြီးရွာမှာ drop ပုံထိမှန်တည်ဆုံတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဗမောက်မျိုးဟာ2021ခုနှစ်ကစလို့စက်တွေလိုင်းတွေပိတ်ပင်ခံရတယ်လို့ကုံတွေကြီးအတွက်လည်းလမ်းပိုင်းတွေကိုကာလရှည်စွာပိတ်ပင်ခံရပြီးမြို့ပေါ်ကလူထုတွေဟာရိတ်ခါဖြတ်တောက်ခံရတဲ့အနေအထားတွေကြုံတွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။ ဗမောက်မြို့နယ်တွင်းကတိုက်ပွဲတွေမှာစစ်ပွဲဆိုင်ရာစီမင်းတွေကိုတပ်ဆိုင်ရာလက်နက်ကင်အဖွဲ့တွေကတင်းကျပ်ဖို့နဲ့စစ်ရာဝစဖို့မှုမြောက်တဲ့ပြစ်မှုတွေကိုမကျူးလွန်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဒါအပြင်မြို့တွင်းတိုက်ပွဲဆက်တင်ခံနေအချိန်မှာလည်းလူမျိုးရေးဆိုင်ရာပြည်ပခါတွေဖြစ်ပေါ်စေနိုင်တဲ့ရေးသားပြောဆိုမှုတွေဟာအွန်လိုင်းလူမှုကွန်ရက်ဆာမျက်နှာကနေဆက်တင်ပေါ်ခဲ့ပြီးလက်ရှိချိန်ထိဖြစ်ပွားနေစေလည်းဖြစ်ပါတယ်။လက်ရှိမှာလူမှုတဟဆတာပြန်လည်ဖြစ်ပေါ်လာ၏အတွက်ကိုလည်းပညာရေးပေးလုံငန်းတဲ့အရေးပေါ်လို့အနေနဲ့လို့ SNU ကထုတ်ပြန်ပြောဆိုထားပါတယ်။ ဗမောင်မြို့နယ်ဟာရှမ်းနီတိုင်းရင်းသား80ရာခိုင်နှုန်းနေထိုင်တဲ့မြို့တစ်ခုဖြစ်ပြီးတော့2023ကစလို့မြို့ပေါ်နဲ့မြို့အနောက်ဘက်ချမ်းဒေသတွေကိုရှမ်းနီအမျိုးသားများတက်မှာတော့ SNE ကထိန်းချုပ်ဆိုးမှုထားတာလည်းဖြစ်ပါတယ်။ဗမောင်မြို့နီးတမိုင်ဝန်းကျင်မှာတော့ SNE နဲ့ KEPDF တပ်ပေါင်းတပ်တွေကြားထိတိတိုက်ပွဲဖြစ်ပွားနေစေလည်းဖြစ်ပါတယ်။ အင်ဒိုဂျီဒေတာက KIA စုမှုနယ်ထဲမှာစစ်တားစုဆောင်မှုတွေကြောင့်တည်င်းကျွတ်တလိများမပြုတ်လုံနိုင်တော့ဘူးလို့ဆိုတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ။မွန်ညင်းမြို့နယ်အင်ဒိုဂျီဒေတာအင်းအရှိကန်ဒေတာနဲ့အင်းမီဒေတာကကြေးရွာတွေအတွင်းမှာ KIA PDF ပူပေါင်းတပ်ဖွဲ့များရဲ့စစ်တားစုဆောင်ရေးတင်းကျပ်မှုများကြောင့်တည်င်းကျွတ်အခါတလိနဲ့ပွဲတော်တွေကိုမပြုတ်လုံနိုင်တော့ဘူးလို့ဒေတာခန့်တွေကပြောပါတယ်။ နှစ်ပေါင်းအတော်ကြာကြာတည်င့်ကျွတ်မှာအမြဲတမ်းရိုးရာအစဉ်အလာအတိုင်းလုံနေကြဖြစ်တဲ့စီမီထွန်းတာမှအစဥပုပ်တဲ့အပြူလူပြူတွေကိုသမင်းကျွေးတာမှအဆုံးမလုတော့ဘူးတဲ့လူငယ်တွေစုစုဝေးဝေးနေတာမကောင်းဘူးလို့ရွာလူကြီးကဆော်ဩထားတယ်လို့အင်းအရှိကံကျေးရွာတရွာရှိဒေတာခန့်တို့ကအခုလိုပြောပြပါရယ် ။တတင်းကျုကာလမှာတက်ကြီးရွယ်အိုတွေကတော့ဥပုတ်ဒီလာဆောက်ယူတာတွေကို ပြုလုပ်လို့ရနိုင်ပြီးလူငယ်အမျိုးသားအမျိုးသမီးတွေစုဝေးတာကျေးရွာလမ်းမတွေပေါ်သွာလာရှင်များကိုမပြုလုပ်ပဲမိမိနေအတွင်းတာနေထိုင်ကြဖို့ရက်ရွာလူကြီးများမှာဆော်ဩထားတယ်လို့တီးရပါတယ်။ ဒီအတိုင်းအောင်လမ်းပေါ်တွေ့ရင်တွေ့တယ်လို့ဆဲဆဲခေါ်တော့ပါတယ်ဆိုအုပ်စုလိုက်နေနေကြရင်တော့ပူဆွဲခေါ်ခံရနိုင်တယ်လေကြေးရွာလူကြီးတွေကတော့ကောက်ွယ်တဲ့အနေနဲ့ဒီလိုတတိပေးထားတာပါ ပွဲချိန်လဲကိုအင်ကိုပဲနေကြဖို့ပေါ့လို့ကြေးရွာသူတို့ကဆိုပါတယ် ဒါအပြင်အင်ဒိုဂျီဒေတာမှာနှစ်စဉ်နှစ်တိုင်းကျေးရွာအရှင်ရှင်ကျောင်းကတော်ရဲ့ရိုးရာတလေအစင်အလာမပြတ်ပန်းကတော်ပေးဝေရှင်တလေတွေကိုလည်းအခုနှစ်မှာပြုလုပ်နိုင်ဖို့မသေးရှာကြောင်းဒေတာခန့်များထပ်မတီးရပါတယ်အင်ဒိုဂျီတီတာမှာတိုက်ပွဲများငြိမ်တက်နေပေမဲ့ KNAPTF ကစစ်တားစုဆောင်မှုတွေရှိနေပြီးကျေးရွာတွေအသွင်းရှိဖွင့်လှစ်ရှင်မရှိတဲ့စာတင်ကြောင်များနဲ့နေအိမ်တချို့မှာဝင်ရောက်နေထိုင်ရှင်များရှိနေကြောင်းသိရပါဗျ။ KNI ကစစ်တပ်စုဆောင်မှုတွေကိုအင်ဒိုဂျီဒေတာနဲ့အနီးကဖားကန့်မြွနယ်မှာလည်းပြင်းပြင်းထန်ထန်ပြုလုပ်နေသလိုအေယော်ရီမြို့ကိုတခြားကျေးရွာတွေမှာလည်းပြုလုပ်နေကြောင်းဒေတာခန့်များကပြောဆိုနေကြပါတယ်ရှင်။မောင်လံပိုင်းပိတ်ထားတာကြောင့် homeless မျိုးနဲ့အတွင်းကုံစင်းနှုံးတွေတရရိပ်မြင့်တက်လာတဲ့သတင်းကိုပြောပြပေးပါမယ်။စကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းပမောက်မျိုးကိုဆက်တွယ်ရေးလံပိုင်းအလုံးကြီးအရက်ကန့်တက်မှရှိပိတ်လိုက်ပြီးလောက်အကြာမှာပဲ ဟုံးလင်းမြို့မှာဂုံစိန်နှုံးတွေတည်ရမြင့်တက်လာနေတယ်လို့စုံစမ်းသိရှိရပါတယ်။စက်တင်ဘာလ16ရက်နေ့မှာပမောက်မြို့လမ်းအားလုံးကို NUG ရဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရီကပိတ်ပင်ပြီးတဲ့နောက်ပမောက်မြို့ကဂုံစီစစ်စစ်မှုတွေရပ်တန့်သွားခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကတော့ဇီတဲဝင်မိခဲ့တဲ့လမ်းကြုံရင်တပိတာ6တောင်းတဲ့ခရမ်းချင်တီကိုတခြားဂုံတွေလည်းအဆမတန်ပဲဇီတွေမြင့်လာနေတယ်။ဒီဘက်ကအဝေးမရှိတော့ဘူးလေပမောက်မှာလည်းတိုက်ပွဲဖြစ်ပြီးလမ်းတွေပိတ်ထားလို့လို့နန့်တော်ဒေတာခန်တူကပြောပြပါဗျာ။ မမောင်မြို့နယ်ဟာ homeless မြို့နယ်အတွက်လိုအပ်တဲ့အခြေခံစားသောက်ကွန်ရရှိရေးအရေးပါတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။မမောင်မြို့ရဲ့အနောက်ဘက်ချမ်းဒေသမှာရှိတဲ့ရွှေတော်စိတ်ကမ်းကနေ homeless မြို့နယ်ထဲကပိုကုန်းကြီးရကိုဆက်လီတင်နေကုန်စီ73စီနဲ့တခြားအခြေခံစားသောက်ကွန်တွေကိုတင်ပို့နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာမမောင်မြို့အတွက်လမ်းပိုင်းတွေပိတ်ထားတယ်လို့တိုက်ပွဲတွေလည်းဖြစ်ပွားနေတာကြောင့်ကုန်စီစစ်စစ်မှုတွေရပ်တန့်နေတာပါ။ homeless မြို့နယ်အတွက်လိုအပ်တဲ့ကုန်စည်တွေကိုပမောက် homeless လမ်းပိုင်းနဲ့မန္တလေး homeless လေကြောင်းလမ်းတွေကိုအဓိကအသုံးပြုနေကြရပါတယ်။ homeless မြို့နယ်အတွက်ကုန်စည်တွေကိုလေကြောင်းကနေတဆင်းသေယူမှုတွေရှိပေမဲ့လည်းသေယူတဲ့ကုန်စည်စိတ်တွေဟာပုံမှန်ထက်ဆယ်ဆနီပါမြင့်တက်နေတာကြောင့်ကုန်စည်အလုံးမသေးယူနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။စက်တင်ဘာလအတွင်းမှာမန္တလေး homeless လေကြောင်းလိုင်းတွေဟာလည်းရခိုင်လိုနေ့စဉ်ထွက်နိုင်ခြင်းမရှိတော့ဘဲတပတ်၃ချိန်သာထွက်ပြီး ကုန်တင်လျင်ကာကိုလျင်တွေလည်းတပတ်၃ချိန်တော့ထွက်တော့တဲ့အနေအထားဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ အိန္ဒိယမြန်မာထိုင်းအဝေးပြေးလမ်းမစီမံကိန်းနဲ့နှီးပညာတွေကိုအိန္ဒိယကလွှဲပြောင်းပေးတဲ့တည်င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိန္ဒိယမြန်မာထိုင်းအဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့အစိတ်ပိုင်းတစ်ခုနဲ့တက်ဆိုင်တဲ့လုပ်ငန်းများနဲ့တက်ဆိုင်တဲ့နှီးပညာပိုင်းဆိုင်ရာဆိုင်ရွက်စာတမ်းတွေကိုအိန္ဒိယဘက်ကလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံ National Highway Authority of India NHAI နဲ့စစ်ကော်မရှင်တို့အကြားအိန္ဒိယတပ်အမတ်ကြီး Harbe Thakashe တွင်ယမန်နေ့ကလွှဲပြောင်းခဲ့ ဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ပါတယ်။ဒါဟာကုန်တွယ်ရေး၊ကုတန်းရောင်းဝယ်ရေးနဲ့စီးပွားရေးအတွက် Southeast Asia ကိုချိတ်ဆက်ဖို့အိန္ဒိယရဲ့ Arch East Policy ဖြစ်တယ်လို့လမ်းပိုင်းဖောက်လုံမှုနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံသားတအူကမှတ်ချက်ပြုပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပြည်ပခါတွေကြောင့်ဒီလမ်းပိုင်းကိုအိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်မော်ရီမြို့ကနေမြန်မာနိုင်ငံအဲ့ဒီကနေတဆင်ထိုင်းနိုင်ငံမဲဆောင်မြို့စီဆက်တွယ်ဖောက်လုံနေတာဖြစ်ပါတယ်။ကီလိုမီတာ1000 360ရှေ့လျပြီးအိန္ဒိယနိုင်ငံမိုရီမြို့ကနေမြန်မာနိုင်ငံတမူးကလေးဝမင်ကင်မုံရွာမြို့တွေကိုဖြတ်ကာထိုင်းနိုင်ငံမဲဆောက်မြို့ကိုဆက်တွယ်ထားတာဖြစ်ပါတယ်ဒီအဝေးပြေးလမ်းမကိုပြီးခဲ့တဲ့2019ခုနှစ်မှာအပိတတိဆောက်ဖို့အိန္ဒိယအစိုးရကစီမံကိန်းချခဲ့ပေမဲ့နောက်နေနေခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံပတ်ချံဖြစ်တဲ့တမူးကလေးဝရာကြီးမုံရွာလမ်းဒီလမ်းမိုင်135မိုင်ရှေ့လျပြီးယာယီတစ်တာတရာ184စင်းနဲ့ရေထုပ်ပြွန် 83ခုပါဝင်က2000ပြည်နှစ်တွင်စတင်ဖောက်လုပ်ခဲ့ပြီး2003-2004ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့တာပါအိန္ဒိယရဲ့အရှိမျော်ပေါ်လစီကိုအကောင့်ထဲ forex အနေနဲ့အိန္ဒိယရူပီငွေ7ဘီလီယံအကုန်ကျခံဖောက်လုပ်မဲ့အိန္ဒိယမြန်မာထိုင်း၃နိုင်ငံအာရှလမ်းမကြီးစီမံကိန်းကိုဖောက်လုပ်ခဲ့တာပါ ရှနီတန်ရဲ့ pocket အစီအစဉ်တွေကိုရှနီပါရာနဲ့မြန်မာပါရာပါရာနှမျိုးတင်ဆက်ပေးနေပါတယ်ရှင်။ရှနီအတန်ရဲ့တတင်းဆောင်ပါတွေကို www.shanipoint.com နဲ့ www.facebook.com/thepoyoshani စာမျက်နှာတွေမှာတွားရောက်နှာစင်လို့ရနေပါပြီ။ဒါအပြင်ရှနီတိုင်းနာတို့ရဲ့ရိုးရာရင်ကျေးမှုများ လူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်များကိုဆောင်ပါများ short video များအနေဖြင့်ရှနီအတန်ရဲ့ re YouTube YouTube channel Telegram channel တို့မှာလည်းကြည့်ရှုနိုင်ပါတယ်ရှင်အခုလိုနားဆင်အပိတ်ခဲ့ကြတဲ့အတွက်ရှနီအတန်ဝိုင်းတော်တာတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပါကြမှာဆန္ဒကြပါစေရှင်ငင်းဆုံတေရောက်ခါဆောက်